အားလုံးပဲမင်္ဂလာပါ။ဟာလာဝါတို့ကဒီနေ့ထဲမှာဆိုရင်လိမ့်နေကြလေးပါရောက်ရှိလာပြီးတော့ချိန်ဆစုအတင်းကြီးဖြစ်လာတော့မှထင်သားသလောက်အချိန်နေမကောင်းပဲဖြစ်နေရပါတယ်။ဇာလီကမှလည်းဒုတိယနေရာမှာရက်တည်နေပြီမဲ့ဆရာတွေကဂုံကြီးတို့နေကလင်းမထိပြတ်သွားခဲ့ပြီမို့လို့ပြောင်းလဲချက်တို့ရှိနေသေးတယ်လို့ပြောလို့ရပါတယ်။ချန်ပီယံလိ15လုံးနဲ့ဥရောပဘီယံဘွဲကိုခံယူထားခဲ့ပြီမဲ့ဒီနေ့တော့ဆမ်ယံကြီးတို့နဲ့တွေ့ပြီးတော့ကော်တာဖိုင်နယ်အဆင့်ကနေလှည့်ပြန်ခဲ့ရပါတယ်။ ပြန်မွဲကနေထွက်ခွာရတာထက်စင်မန်ကြီးတို့ကိုနှစ်ကြိုစလုံးမှရှုံနေသွားခဲ့ရတာကတော့ဟာလိုဝါတို့အတွက်လည်းဂုံတိတ်ခါပိုင်းထိခိုက်စေခဲ့ပါတယ်။အစောပိုင်းကနေကထိုင်ကုန်ခက်လွလု ဖြစ်နေခဲ့တယ်။နီးပြရီအန်ဆယ်လော့တီတယောက်လည်းဖိအားတွေအောက်ကိုပူရောက်သွားခဲ့ရပါတယ်။ရာသီကုန်ကကနီးကပ်လာပြီးဆိုပေမဲ့အန်ဆယ်လော့တီကတော့ရာသီမကုန်ခင်မှာတည်းဟာလိုဝါတို့စီကနေထွက်ခွာသွားနိုင်တယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်နေပါတယ်။ဟာလိုဝါတို့အနေနဲ့လာမယ့်ဧပြီလ28ရက်နေ့မှာဆိုရင်တော့ကိုပါတယ်ရီပလာပွဲစဉ်အဖြစ်ဂုံးကြီးတို့နဲ့ရင်ဆိုင်သွားရတော့မှာပါ။ ဒီရာဒီဂုံကြီးတို့နဲ့တွေ့တိုင်းမှာဟလဝါတို့ဟာအချိန်နဲ့တိတ်မကောင်းထားပဲနေ 4C 25ဆိုတဲ့ရလတ်တွေနဲ့စတိုက်ကိုရှုံးနေထားခဲ့ပါတယ်။အကြောင်းကိုပါဒေရီဖိုင်နယ်ကလည်းဟလဝါတို့အတွက်အနည်းငယ်ဆိုရင်စရာဖြစ်နေပါပြီ။ဒီလီကာအက်ဂလက်စီကိုဒါဘီမှာဂုံတက်ခပိုင်းပြန်ဆင်နိုင်မှုလိုအပ်နေပြီလည်းဖြစ်ပါတယ်။ဒရင်ဒီအရာတော့အဆလော့ဒီယာကိုပါဒယ်ရီဖိုင်နယ်ပြီးတာနဲ့ဟလဝါနီပြယာတူးကနေထွက်ခွာပွဲရှိနေတယ်လို့သိရပါဗျ။ဂုံကြီးတို့ကိုနိုင်ဖို့မလွယ်တာကြောင့်သူ့အနေနဲ့ကြိုပြီးထုတ်ပြင်ထားတာမျိုးလားဆိုတာစဉ်းစားစရာတော့ဖြစ်နေပါဗျ။ ိုဘာတဲ့ရီဖိုင်နေပြီးရင်ဟာလိုအာရုတဲ့ရှုံးထွက်ပလာပွဲမရှိတော့ပေမဲ့လာလီဂါပွဲတွေကြန့်ရှိနေသေးပါတယ်လာလီဂါမှာတော့ဂွန်ယူတို့နဲ့လေးမှတ်ပဲပြတ်ထားသေးတာကြောင့်ဖျံမင်းချက်ကတော့ရှိနေသေးတယ်လို့ပြောလို့ရပါတယ်။ဒီလိုအခြေအနေမျိုးကြမှာအန်ဆယ်လော့တီတရားအသင်းကိုမျက်နှာလေးခဲပြတ်တော့မှလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။တကယ်လို့အန်ဆယ်လော့တီကရာသီမကုန်းကအသင်းကထွက်ခွာသွားခဲ့မယ်ဆိုရင်တော့အသင်းကလည်းအမြဲတမ်းနီးပြတ်စ်ကိုချက်ချင်းစားထိုးနိုင်အောင်မဟုတ်သေးပါဘူး။အဲဒါကြောင့် legend ရာသီကိုယာယီနီးပြတ်တအူးနဲ့ပဲဖြတ်သန်းသွားဖို့ရှိနေပါတယ်။ အဆလော်ဒီအနေနဲ့ဟာလဝါလူစီကနေထွက်ခွာပြီးရင်ဘရာဇီးလပြည်စဉ်အသင်းကိုနှိပြတော့မယ်လို့သိရပါတယ်။ဟာလဝါလူကတော့အဆလော်ဒီရဲ့နေရာကိုသူ့ရဲ့ကစားသမားဟောင်းဖြစ်တဲ့ဇာဗီလွန်ဆွန်နဲ့အစားထိုးနေနေပါတယ်။ဇာဗီလွန်ဆွန်အားဆိုရင်လက်ရှိမှာလီဗာကူးစင်အသင်းကိုကင်တွင်နေပြီးတော့မှတ်တမ်းကောင်းနေလေရည်ထိုးထားနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကလည်းကလေးဘိုတို့ကိုပါကျော်ပြီးတော့ရှုံးမဲမရှိဘွန်နက်စလီကာချန်ပီယံဖြစ်တာပါ။ဇာဗီလွန်ဆွန်အားဆိုရင်ဟာလဝါလူအတွက်အဓိကပြတ်မှတ်လေးဖြစ်တာပူပါတယ်။ အန်တထလာတဲ့တင်းနေအရာတော့ရာကန်ကလောကလဲဟာလိုဝါနီးပြရာသူကိုစိတ်ဝင်စားနေရလို့သိရပါတယ်။ကလောကဘကိုးတင်းကထွက်ခွာပြီးကလေးကဘယ်တင်းဝင်မှကင်တွယ်ထားခြင်းမရှိသေးပဲနဲ့ရဘူးအုပ်စုရဲ့အကြံပေးအနေနဲ့ပဲလုပ်ကင်နေပါတယ်။အခုတော့ဒီလောက်ကိုညီးငွေ့လာတဲ့ကလောကနီးပြလောကလဲကိုပြန်ဝင်ခြင်းနေပြီးတော့ဟာလိုဝါတို့တင်းကိုကင်တွယ်ခြင်းနေပါတယ်။အဆုံးကြီးပြည့်အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။